ဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပြည့်စုံမှုများပြားပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပို့တတင်းပို့တဲ့ဒီရင်ပို့ကြရတော့နေပြီးတော့ကောင်းစင်နေမြို့က96ရောက်စကိုင်းမြို့မှာ78ရောက်ကြောက်စင်မှာ30ရောက်စုစုပေါင်း140 4ရောက်တေဆုံကျောင်းနဲ့ဒါရရတော့နေပြီးတော့ကောင်းစင်နေမြို့က132ရောက်စကိုင်းမြို့မှာ300ရောက်နေတယ် ကျောက်ဆယ်မြို့ပါဘူးစီစီဆယ်အလုံးပေါင်း932ယောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်။ဒီဆိုးမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်။တဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလျင်အန္တရာယ်ကိုငလျင်တန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအကျယ်ပြန့်စရာလုပ်ဖို့ရှိတယ်တော့ကြောင်းတက်နေတဲ့ဘဝကိုကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခတ်လုပ်ပါတယ်။ကျွန်တော်အနေနဲ့လည်းဒီဖြစ်ပေါ်တဲ့ဒေတာအားလုံးကိုလည်းရေးပေါ်ချင်းကြီးရထားပြီးတော့ပြပကူညီမပေးနိုင်ဘူး။ ပြီးနိုင်မှုတွေဟိုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးခင်ကပဲအာဟာစင်တာနေပြီးတော့လက်ပြန်ပါရေဖို့ကိစေပစ္စည်းတွေပို့ဖို့တယ်။အိန္ဒိယနိုင်ငံလည်းလက်ပြန်ပါကိစေကိစေပစ္စည်းပို့ဖို့ကာလနာနာရှိတယ်လို့ပြောထားတယ်။ခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။